။ဗန်းစင်းအကြောင်းနေပြောရင်းနဲ့နောက်တစ်ယောက်မေးတာကဘန်နဲ့ဗန်းစင်းပြလို့ရလားဆိုတာဖြစ်ပါတယ်။အကယ်၍ဟိုကထိုင်းဗီဇာရှောက်မယ်ဆိုရင်တော့16နှစ်အောက်ဆိုလို့ရှိရင်မိဘဗန်နဲ့ပြလို့ရတယ်။16နှစ်အထက်ဆိုရင်တော့ကိုယ်ပိုင်ဗန်အချီရမယ်။တို့ပေမဲ့အခြားအခြားသောဗန်ယုံတွေကတော့ 18နှစ်ကျော်ပြင်မဲ့လည်းမိဘကကိုယ့်ကိုစပွန်ဆာပေးတယ်၊ဒုံဟုတ်ဆွေမျိုးကစပွန်ဆာပေးတယ်၊ဒုံဟုတ်အဖွဲ့အစည်းတစ်ခုခုကစပွန်ဆာပေးတယ်ဆိုရင်အဲ့ဒီရဲ့အဖွဲ့အစည်းတွေရဲ့စပွန်ဆာလက်တာနဲ့အတူတူဘန်ဆင်းကိုပြလို့ရတယ်။ဘန်ဆင်းဒုံဟုတ်ပေါ့နော်။ဒီနဲ့ပတ်သက်တဲ့ supporting document အနေနဲ့ပြလို့ရတယ်။ပြီးတော့မိဘရဲ့ဘန်ဆင်းနဲ့ပြမယ်ဆိုရင်ဘာလို့လဲဆိုတော့တကောင်စင်းတို့တယ်၊ငွေစင်းလို့အဲ့နှစ်ခုစလုံးကို notary ပြန်ပို့လို့ပါတယ်။ဒါကတော့ကိုယ့်ရဲ့ကိုပိုင်ငွေအကောင့်မှာပဲနေမိသားတို့မဟုတ်အခြားသူတွေရဲ့အဲဆွေမျိုးတွေရဲ့ဗန်ဆင်းနဲ့ပြမယ်ဆိုရင်အချက် တစ်ခုဖြစ်ပါတယ်ရှင်အားလုံးပဲအလီနီဆာတို့တင်ဆက်နေတဲ့ခီသွာဘူဟုဒူတာတွေခီသွာအာမခံတွေလင်းလက်မှတ်အကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင်အခုပဲဒီဗီဒီယိုလေးကို save ပြီးတော့ like and share နဲ့ပေးကြပါအောင်ရှင်အားလုံးပဲအဆင်ပြေပြေနဲ့ခီးတွေအများကြီးထွက်နိုင်ကြပါစေရှင်အလီဆာပါ